thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဘင်းစတက်စီဝေးမှာရေချောင်းပို့ဆောင်ရေးသဘောတူလက်မှတ်မြန်မာပါဝင်ရေးထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဒီကနေ့စတင်ကျင်းပတဲ့ဘင်္ဂလားပင်လယ်ော် ပတ်ပေါင်းဆောင်ပူးပေါင်းဆောင်ရွက်ရေးဘင်းစတက်စီဝေးကိုစစ်ကောင်စီနိုင်ငံဆိုင်ဝင်ကြီးဦးတန်းစွေပါဝင်တက်ရောက်ခဲ့ပြီးအဖွဲ့ဝင်နိုင်ငံများအကြားရေချောင်းပို့ဆောင်ရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါရယ်။၆ချိန်မြောက်ဖြစ်ကျင်းပတဲ့အဆိုအဘင်းစတက်ထိပ်သီးအစီအစဉ်ကိုအာနာသိန်းစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမြောင်းလိုက်တက်ရောက်ဖို့ဒီကနေ့နေ့လည်းကထွက်ခွာ သွားပြီဖြစ်ပါတယ်။ဘင်စတပ်ဖွဲ့ဝင်နိုင်ငံတွေဖြစ်မြန်မာ၊အိန္ဒိယ၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်နဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအခုအစည်းအဝေးကို AP 3ရက်နဲ့4ရက်တို့မှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ ဆလပီရန်ကုန်မှာငလင်းပေးကူညီဖို့အလွန်ဝေးကောက်ခံနေတဲ့လူငယ်အဖွဲ့ဖန်းစီဆစ်ဆဲခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာငလင်းပေးကူညီဖို့အလွန်ဝေးလိုက်လံကောက်ခံနေတဲ့လူငယ်အဖွဲ့ဖန်းစီဆစ်ဆဲခံရပြီးကောက်ယူထားတဲ့အလွန်ဝေးများတင်ဆက်ခံလိုက်ရကြောင်းဖြစ်စဉ်ကိုသိရှိထားသူဒေသခံတအုပ်ကပြောပါရယ်။မနေ့ကအီဂျီလာ၂ရက်ညနေပိုင်းငလင်းပေးတဲ့ဒေသတွေရှိပြည်သူများကိုကူညီဖို့စံချောင်းမြို့နယ်မြင်းနီကုန်းမှာတာမွေမြို့နယ်ထိလမ်းလျှောက်ပြီးအလူကန်ထွက်လာတဲ့လူငယ်ရှစ်ဦးတာမွေမြို့နယ်165လမ်းမှာဖန်းစီခံခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ်။ အလူကန်ထွက်လာတဲ့ကလေးတွေကို165လမ်းထိမှအရက်ဝတ်တွေဖမ်းသွားတာပြီးတော့အုတ်ချုပ်ရင်မူယုံကိုခေါ်သွားတယ်အဲ့ဒီနောက်စစ်ဆေးတာတွေလုပ်ပြီးအလူကန်တဲ့နေရာမှာတုံးတဲ့ဆက်ကူပုံးတွေနဲ့ကောက်ယူရရှိတဲ့အလူငွေကိုတင်းဆဲသွားခဲ့ပါတယ်လို့ဖြစ်စဉ်ကိုသိရှိထားသူကပြောပါတယ်အဲ့ဒီနောက်လူငယ်ကိုတာမွေမြို့နယ်အုတ်ချုပ်ရင်မူယုံမှာစစ်ဆေးမမြန်မှုတွေအချိန်တော်ကြာပြုလုပ်ပြီးရင်နောက်ခံဝင်ထိုးပြီးပြန်လုပ်ပြီးခဲ့ကြောင်း၎င်းကဆိုပါတယ်သူတို့ဖမ်းဆီးထားတာအလူခံဖို့ထောက်ခံစာမလုပ်ထားလို့ဖမ်းတာဆိုပြီးပြောတယ်ဖမ်းဆီးစစ်ဆေးမမြန်ခံရတဲ့လူငယ်တွေရဲ့နာမည်တွေနေရာလိပ်စာတွေ ကိုတော့သူတို့တောင်းလို့အကုန်ပေးခဲ့ရတယ်။နောက်မလုပ်တော့ဘူးဆိုပြီးလည်းခံဝင်ထိုးခဲ့ရတယ်လို့သိရကြောင်းပြောပါရတယ်။ငလင်ပြီးအတွက်အလူခန့်တဲ့လူငယ်အဖွဲ့ ဖန်ဆီးစစ်ဆေးခံရတာကိုအခြားတာဝန်ဒေသခံနှုတ်ကလည်းအတည်ပြုထားပြီးအသေးစိတ်သိရှိနိုင်ဖို့ဆက်လက်ဆောင်ဆန်းနေပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်ထိခိုက်ပျက်စီးမှုများပြားတဲ့ဒေသတွေကိုကူညီနိုင်ဖို့အလူငွေကောက်ခံမှုတွေကိုရှမ်းကုန်းမြို့ရှိလူငယ်ရီကမလ31ရက်ကစပြီးပြုလုပ်နေတာပါ။ရှမ်းကုန်းမြို့ရှိလူစီကားရနေရများကားခိတ်များနဲ့ခီးတဲ့တင်လိုင်းကားတွေပေါ်မှာလူငယ်များကိုယ်တိုင်အလူငွေကောက်ခံနေတာဖြစ်ပြီးငလင်းတန်တဲ့အပြည်သူများလိုအပ်တဲ့အခြေခံလူသုံးကုန်ပစ္စည်းများကိုပေးဖို့လူဒဏ်နိုင်ဖို့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်နေ ခဲ့တာဖြစ်ပါတယ်။မလ28ရက်နေ့နေ့လယ်12:50အချိန်ကစကိုင်းမြို့နီးကိုပို့ဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်မန္တလေးတိုင်းနေပြည်တော်စကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။ AP နေ့ရက်နေ့ညပိုင်းထိသတင်းဌာနကပြုစုထားတဲ့စည်ရင်အရာအင်အားပြင်းငလင်းကြောင့်သေဆုံးသူ4368ဦးထိရှိလာပြီးထိခိုက်ဒဏ်ရာရရှိသူ3524ဦးထိရှိနေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ ်မန္တလေးမှာငလျင်ကြောင်ပြိုကျခဲ့တဲ့ Grey War Hotel အတွင်းရှိပိတ်မိနေသူများနဲ့တည်ဆုံအလောင်းများထုတ်ယူဖို့ယူခွင့်နဲ့ဟိုတယ်အုပ်ချုပ်ရေးဖွဲ့ကကန့်သတ်မှုတွေလုပ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးမှာငလင်းကြောင်ပြူချခဲ့တဲ့ Grey World Hotel အတွင်းရှိပိတ်မိနေသူများနဲ့တင်းဆောင်အလောင်းများထုတ်ယူဖို့ယူခွင့် Hotel အုပ်ချုပ်ရေးဖွဲ့ကကန့်သတ်မှုတွေလုပ်လာနေကြောင်းသိရပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်းလောက်ကတ်ခဲ့တဲ့ငလင်းကြောင်မန္တလေးမြို့ရှိ Grey World Hotel ပြူချပျက်စီးခဲ့ကြောင်းအဲဒီနောက်ရှာဖွေရေးလုပ်ငန်းများခဏတာလုံဆောင်ပြီးရနောက်မလ31ရက်နေ့ညပိုင်းကစတင်ပြီးပိတ်မိနေတဲ့ပြည်သူများနဲ့တင်းဆောင်ပြည်သူများရဲ့ရှုံလောင်းများထုတ်ပေါ်တင်ယူခွင့်ကို Hotel ပိုင်ရှင်ကစတင်ကန့်သတ်နေကြောင်းသိရပါတယ်။လက်ရှိအချိန်ထိ Grey World Hotel ကအသက်ရှင် လျက်ကဲထုတ်နိုင်သူနှစ်ဦးနဲ့တင်းဆောင်လောင်းနှလောင်းကိုသာထုတ်ယူနိုင်သေးပြီးကဲဆဲရှာဖွေမှုတွေစက်မလုပ်ဖို့ Great World Hotel အုပ်ချုပ်ရေးဖွဲ့ကမလ31ရက်နေ့မှာစတင်ကန့်သတ်မှုတွေလုပ်လာတယ်လို့သိရပါဗျာ။ မန္တလေးမြို့ရှိဂရိတ်ဝက်ဟိုတယ်မှာတဲခိုသူအေစင်းကိုကင်းစိန်ဖွဲ့ရီနဲ့တက်ဆိုင်ရာမိသားစုဝင်တွေကထုတ်ပြန်ပေးဖို့တောင်းဆိုခဲ့တယ်လို့ဟိုတယ်တာဝန်ရှိသူတွေကလူစင်းထုတ်ပြန်ပေးဖို့ညှင်းဆန်လျက်ရှိကြောင်းပိတ်မိနေသူတွေရဲ့ကြံ့ရည်သူမိသားစုဝင်တွေနဲ့ပရဟိတဖွဲ့ရီကပူးပေါင်းကရှာဖွေကယ်ဆယ်မှုတွေကိုမိမိအစီအစဉ်နဲ့ဆောင်ရွက်မယ်လို့ဟိုတယ်ကိုအကြောင်းကြားတယ်လို့ဟိုတယ်အုပ်ချုပ်ရေးဖွဲ့ကခွင့်မပြုကြောင်းသိရပါတယ်။ နိုင်ငံတကာကေဆိန်အဖွဲ့ဝင်များဒေသခံပရာဟီတာကေဆိန်အဖွဲ့တွေရဲ့ရှာဖွေကူညီကေဆိန်မှုတွေကို Great World Hotel ဘက်ကကန့်သတ်မှုတွေလုပ်လာတဲ့ပေါ်ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ကြံရည်သူမိသားစုတွေကလိုလားနေကြောင်းသိရပါတယ်။အဆိုပါဟိုတယ်မှာကြားဖြန့်ခဲ့သောတရားမဝင်ကိစ္စရပ်များတရားမဝင်ဖြစ်စီဒါမှမဟုတ်လုပ်ငန်းများရှိနေတဲ့အတွက်ကြောင့်ဟိုတယ်ကိုအင်အားအပြည့်ရှာဖွေကေဆိန်ခွင့်မပေးခြင်းဖြစ်နိုင်နေဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အကြံဖတ်ဆဲအုပ်စုကအပြည့်ရဆဲကြောင်းကြီးညာချက်ထုတ်ပြီးမှကချင်ပြည်နယ်အတွင်းမှာစစ်ကြောင်းထိုးတာ လက်နက်ကြီးပစ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်ဆဲအုပ်စုကအပြစ်ရစဲကြောင့်မင်းကကြီးညာချက်ထုတ်ပြန်ပြီးမှဒီကနေ့မနက်ပိုင်းမှာကချင်ပြည်နယ်အတွင်းမှာစစ်ကြောင်းထိုးတာလက်နက်ကြီးပစ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ KAI ရဲ့ဒုတိယဗိုလ်ချုပ်ကြီးခွမ်မော်ကတိုက်ခိုက်ခံရတဲ့နေရာရဲ့မြေပုံနဲ့အတူအတိပေးဖော်ပြလာခဲ့ပါတယ်။ KAI ရဲ့ဒုတိယဗိုလ်ချုပ်ကြီးခွမ်မော်ကအကြံဖက်ဆဲအုပ်စုရဲ့လက်နက်ကြီးနဲ့ပစ်ခတ်ရနေရာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရနေရာနဲ့ထိုးစစ်ဆင်တဲ့နေရာတွေကိုမြေပုံနဲ့တကွာတင်ထားပြီးတော့ဝိုင်းမုံမြို့နယ်အတွင်းကလက်မ ြန်ချင်းရွာအနီကိုအတိပေးလို့နေခဲ့တာပါအတန်ဖက်စင်အုပ်စုကဝိုင်းမော်ဘက်ကနေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာခြေချင်းစစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့တဲ့အတွက် KIA အနေနဲ့ကုခန့်ဆင်ဆင်နွှဲခဲ့ရတယ်လို့ အောင်အင်းတော်ဘက်ကလည်းဒီကနေ့မနက်6နာရီခွဲကမှ၄ချောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ KIO KIA သတင်းနဲ့ပြန်ကြားတာဝန်ကံပုံမူကြီးနော်ဘူးကတော့အကြံဖက်စေအုပ်စုကသူတို့ထုတ်ပြန်ထားတဲ့ကြေညာချက်ကိုသူတို့ကိုယ်တိုင်မလိုက်နာဘူးလို့မြင်ကြီးနာချာနေရဲ့မေးမြန်းမှုကိုဖြေကြားထားတာတွေ့ရပါတယ်။အကြံဖက်စေအုပ်စုကပြီးခဲ့တဲ့ EPD ရဲ့မနက်ပိုင်းမှာလည်းလမြန်ချင်းရွာနီကို၄ချောင်းကနေဖုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။အင်အားပြင်းကလင်းပေးတံကြောင့်အပြစ်ရစိုင်းအတွက်ထုတ်ပြန်ချက်တွေအတိအကျထုတ်ပြန်နေကြချိန်မှာအကြံဖက်စေ ယ်အောင်စုကလည်းမနေ့ကညမှာအပြစ်ရစဲမယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအပြစ်ရစဲကြောင်းထုတ်ပြန်ပြီးမှဒီကနေ့မနက်မှာတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့မြို့နယ်တစ်ခုလင်းတလားအနည်းဆုံးစစ်မှုထမ်းတက်တာ90စူဆောင်းထားဖို့ညွှန်ကြားပြီးတကုံမျိုးတင်အရှိပိုင်း52ရက်ကွက်မှာလူငယ်30ကျော်စစ်မှုထမ်းဖြင့်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့ မြို့နယ်တစ်ခုနဲ့တလားအနည်းဆုံးစစ်မှုရန်တပ်သား80စုဆောင်းထားပေါ်တပ်ဆိုင်ရာစစ်မှုရန်စင်ခေါ်ရေးဖွင့်အစဉ်စင်ကညွှန်ကြားလာကြောင်းကမာယုံမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွင့်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့တတင်းအရင်းမြစ်တွေကပြောပါရယ်အခုလတွင်ဖွင့်လင်းမဲ့စစ်မှုရန်ပတ်စင်တစ်စင်မှစတင်ပြီးမြို့နယ်တစ်ခုနဲ့အနည်းဆုံးစစ်မှုတမ်းမဲ့တပ်သားတဲ့လူငယ်9ဦးစုဆောင်းထားပေါ်နဲ့တရက်ကွက်လင်းလူငယ်3ဦးနဲ့လာစဉ်အလဲပုံမှန်စစ်မှုတမ်းခေါ်ယူပေါ်ညွှန်ကြားလာကြောင်းသိရပါရယ်တရက်ကွက်ကိုလူဦးရေ3ဦးနဲ့မြို့နယ်တစ်ခုကိုလူဦးရေ90ဦးစုဆောင်းထားပေါ်အနီးက က်မှာစူးစောင်းတာမျိုးမလုပ်ဘဲကြိုတင်ပြင်ဆင်ပြီးရှိလာမယ်စစ်မှုရန်ပတ်စနေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ငွေကြေးတောင်းယူတာအနေနဲ့ငွေညစ်တာတွေကိုမလုပ်ဖို့အဲ့ဒါတွေကိုထိထိရောက်ရောက်အရေးယူမယ်ဆိုတာမျိုးညွှန်ကြားလာပါတယ်လို့ကမာယွမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့သတင်းရင်းမြစ်တွေကပြောပါတယ် လက်တလောရန်ကုန်တိုင်းတကုံမြို့တင်အရှိပိုင်းမြို့နယ်52ရပ်ကွက်မှာညစဉ်ညတိုင်းအုပ်ချုပ်ရေးမှုခင်ဆောင်ဝင် PPP ပါတီမှအမတ်လောင်းပြုတ်ညီညီဦးရှာအိမ်မှုမှဝင်းစည်းမမိထထတို့ကလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အေဇင်စတဲ့လူစုကဝင်ရောက်ဖမ်းဆီးလျက်ရှိတာဒီကနေ့အထိလူငယ်30ကျော်ဖမ်းဆီးခံထားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ညတိုင်းညတိုင်းစစ်တပ်ရဲတွေခေါ်ပြီးအေဇင်စဆက်ပါတယ် ဧည့်စင်းစင်ရင်နဲ့လူငယ်တွေနဲ့အရွယ်ရောက်ပြီးသားတွေကိုတခါနဲ့ဖမ်းပြီးစစ်တပ်လက်ထက်အတာအခုလူငယ်30ကျော်ပြီးညတိုင်းဧည့်စင်းဆက်ပြီးလူငယ်တွေကိုဖမ်းနေတာမိဘတွေကတော့ညတိုင်းငိုနေရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။ရှမ်းကုန်တိုင်းကစစ်မှုရန်တပ်သားတင်များကိုလိုအပ်တဲ့အရေးအတွက်ထမ်းများစွာစုဆောင်းနိုင်တဲ့နေရာဖြစ်ပြီးစစ်မှုရန်တပ်သားတင်များရရှိဖို့အဓိကရှာဖွေနိုင်တဲ့နေရာလည်းဖြစ်ကြောင်းဒါကြောင့်စစ်တပ်ကရှမ်းကုန်မြို့မှာစစ်မှုရန်တပ်သားတင်များတူတင်စုဆောင်းထားဖို့ညွှန်ကြားချက်တွေထွက်ရှိလာခြင်းဖြစ်ကြောင်းကမာယွမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့တိုင်းရိုက်ပတ်သက် နေတဲ့သတင်းအချင်းမြစ်တွေကတုံ့သက်ပြောဆိုပါတယ်။ နောက်ထပ်တပုတ်အနည်းနဲ့လူငယ်တွေကိုမှတ်ပုံတင်စစ်ဆေးတဲ့ဂိမ်းကဖန်ခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒေသတွင်းကလူငယ်တွေကို၆မြို့နဲ့ဂွေးကျို့နဲ့ကြောက်ပေါင်းကြမှာရှိတဲ့မှတ်ပုံတင်စစ်ဆေးတဲ့ဂိတ်တွေကဖန်ခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကြောင်းဒေသခံတွေကပြောပါတယ်။၆မြို့နဲ့ဂွေးကျို့နဲ့ကြောက်ပေါင်းကြကရှင်နံပိုင်လိုက်မှာကြောက်ပေါင်းကရဲနဲ့စစ်သားတွေကစောင့်နေတာဖြစ်ပြီးအရင်ကတော့မှတ်ပုံတင်မဲ့စစ်သားဖြစ်ပြီးအခုတော့ယောက်ျားလေးမိန်းကလေးအကုန်ဆွဲမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေရလို့ဆိုပါတယ်။အဲ့ဒီလူငယ်တွေကိုဖန်ခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတာက ြောင်းဒေသခံတွေတွာလာဖို့ခက်ခဲနေရလို့သိရပါတယ်ရန်ကုန်ကလည်းပေါ်တာတအားဆွဲနေတော့မိမိမိုးရဲ့မြေကိုပြန်လာရင်အဲ့ဒီဂိတ်ကိုကြောက်နေကြတယ်။ကြေးရွာနေပြည်သူတွေကလည်းကြောက်ပရောင်စီကသွားကြတာရှိရင်အခုလိုတရင်ကြတော့မသွားရဘူးဖြစ်နေရလို့ဒေသခံမျိုးသားတအုပ်ကပြောပါရယ်။နိုင်ငံအနှံ့ကတော်လန်းအင်အားစုတွေကြောင့်နေစဉ်နဲ့များဆစ်ရှုံနေတဲ့အာဏာသိမ်းစစ်တပ်ကရုံရော့လာတဲ့စစ်သားအင်အားဖြည့်တင်ဖို့အတွက်အချိန်နေရမရွေးဖြည့်သူတွေကိုအတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲနေရတယ်လို့နေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။ Thank you.